ဒီ pitch ကသင်တဲ့ pitch တစ်ခုဖြစ်တယ်ဂီတာနဲ့ပတ်သက်ပြီးသင်တဲ့ပေးတဲ့ pitch တစ်ခုဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်လည်းသူတို့ရဲ့ဒီဘာသာရေးမှာဆရာတစ်ပါးလည်းဖြစ်ပါတယ်သူက page quality အနေအံဖြစ်ပြီး straight 3ချိန်ထိပြီးမှ rush enhancement အားလုံးကျသွားခဲ့တယ်ပြီးလို့ရှိရင် rush အပိုင်းမှာလည်း suspended ဖြစ်သွားခဲ့တယ် moderation အပိုင်းမှာလည်း registered ဖြစ်ပြီးမှ subs attack page ပေါ့နော်ဒီ page ကိုကျွန်တော်အသေးစိတ်စစ်ကြည့်တယ်ဘလို့အမားမျိုးဖြစ်တယ်ဘာကြောင့်ဖြစ်လဲဆိုအသေးစိတ်စစ်ဆေးပြီးမှဒီ page owner ကျွန်တော်အားလုံးပြောပြတယ်ဘာကြောင့်ဖြစ်တယ်ဘလို့ကြောင့်ဖြစ်တယ်ဘလို့လုံဆောင်သွားရမယ် post လေး content တင်တဲ့ခါမှာဘလို့တင်သွားရမယ်ဘလို့သတိထားရမယ်ဆိုပြီးအားလုံးပြောပြရှင်းပြမှာ page မှာဖြစ်နေအဲ့ဒါလေးအားလုံးဖြည့်ရှင်းပြီး page ကို setting setup တွေပြန်ပြီးမှကောင်းကောင်းလေးချိန်ပေးပြီးမှ facebook team ကို request set view တင်ပေးလိုက်တဲ့အချိန်မှာအချိန်တိုအတွင်းမှာ page ကစိမ့်လိုက်ခဲ့တဲ့ page စိမ့်လိုက်ခဲ့တဲ့အတွက်ကြောင့်မို့ page is recommendation enable ဖြစ်လာတဲ့အတွက်ကြောင့်မို့ page မှာတင်လိုက်တဲ့ post content တွေဒီ page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်စေတယ်ဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေစီကိုလည်း facebook က automatic suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အသစ်တွေတိုးပြီးလာတဲ့ rich english မှာအသစ်တွေတိုးပြီးလာတဲ့အတွက်ကြောင့် page ရဲ့ performance တော်တော်လေးကောင်းတော့ခဲ့တယ်အခုစရင် page က al extender que la pesca y se recomienda en el pie de aquel. ခဲ့တယ်။နောက်တစ်ခုကျတော့ moisture resistant ဖြစ်တဲ့ဥစ္စာ moisture suspended ဖြစ်တဲ့ဥစ္စာလည်းကျွန်တော်ဖက်ကစစ်ဆေးပြီးမှပြုပြင်လိုက်တဲ့အချိန်မှာအချိန်တိုအတွင်းမှာပဲ moisture လည်းပြန်ပြီးမှ enable ဖြစ်ပြလာတယ်။ဒီ page က moisture က content moisture set တဲ့ပုံနဲ့ page ကိုဒီ page online မသိနားမလဲပဲ solid တဲ့အချိန်မှာ suspended ဖြစ်သွားခဲ့တယ်။ဒီဥစ္စာနဲ့ပတ်သက်ပြီးအားလုံးဖြည့်ရှင်းလိုက်တဲ့အချိန်မှာအခုက moisture နဲ့ enable ဖြစ်ပြလာတဲ့အတွက်ကြောင့်မို့ဒီ page ကလည်း moisture set up လုပ်ပြီးမှဝင်ဝင်ရှာတော့လိုက်ရတယ်။ယုံကြည်ပြီး subscribe အတွက်အထူးကိုကျေးဇူးတင်ပါတယ်။အကယ်လို့လူချင်းမီ Facebook page မှာဖြစ်စေ profile မှာဖြစ်စေအနီးရအဝိုင်းဖြစ်နေဆိုရင်တော့ကျွန်တော်ရဲ့ Viber number တစ်ဆင့် contact လုံးမမြင်မြင်နိုင်နဲ့အားလုံးကျေးဇူးတင်ပါတယ်